ီရှိရတဲ့ကတော့ဗမာလိုပြောရင်တဆင်အာမကန်အာဘာလို့လို့တဆင်အာမကန်တဆင်အာမကန်ဆိုတာအာကိုကနေပြောအာမကန်ကုမ္ပဏီကသူကအာမကန်ကုမ္ပဏီကပြည်မြန်ကြီးတွေလက်ခံလိုက်ပြီး risk တွေယူလိုက်ပြီးဆိုရင်လည်းသူမှအာခုနပြောသလိုပဲပေါ့နော် ရောပေးရမယ့်တာဝန်ရှိတယ်အဲအလားဟို quotation alignability လို့ခေါ်တယ်နောက်ပိုင်းမှာရောရောရမယ့်တာဝန်တွေရှိတယ်တကယ်လို့သူမနိုင်တော့ဘူးဆိုရင် သူမနိုင်တော့ဘူးဆိုရင်သူကဒီမိုကရေစီဖြစ်သွားနိုင်တယ်ပေါ့နော်ဒါမျိုးတွေရှိတယ်အဲ့တော့တဆင့်အာမကန်ဆိုတဲ့သူဒီလဲအဲ့ချိန်မှာညာ insurable interest ရောက်လာပြီးတော့သူတဆင့်အာမကန်ထားလို့ရတဆင့်အာမကန်ကဘလောက်ကြီးလဲလို့မေးရင်တော့ကျွန်တော်တို့အခုဗမာပြည်မှာဗမာပြည်မှာပေါ့နော်မြန်မာအာမကန်တော့တဆင့်အာမကန်လုံးလို့မရဘူးသူ့မှာရမဟောပါပေါ့ဖန်နေနေတော်တော်များများရှိတာကိုကျွန်တော်တို့တဆင့်အာမကန်အဆင်မမီသေးဘူးပေါ့နော်လူငယ်အနေနဲ့မြန်မာအာမကန် အဲတချို့နိုင်ငံတွေကတော့အမမလေးရီတို့ဖိလစ်ပင်းရီတို့ပေါ့နော်အာဟောင်ကောင်ရီတို့အဲ့လိုမျိုးတွေရီတွေထားတယ်ဒါဒါဒါမှသူက government ရဲ့ support နဲ့ထားတာထားပေမဲ့တကယ်ပေါင်ဝင်တန်းဝင်ရီအာ free insurance ကုမ္ပဏီမရှိပါဘူး free insurance တကယ်ပေါင်ဝင်တန်းဝင်ကုမ္ပဏီတွေကတိတိကျကျပြောရင်ငါတိတိကျကျပြောရင်၅ခုလောက်ပဲရှိတယ်လို့ပြောတယ် swiss ရီတို့နောက်ပြီးတော့ unit ရီတို့ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့အားလုံးရဲ့အမှတ်ငယ်ဘူးဘီဖြစ်တဲ့ loy ပေါ့နော် loy ကလည်း insurance နဲ့လုပ်တယ် အဲ့တော့အဲ့လိုအကြီးတွေဖြစ်တယ်အဲ့တော့အဲ့တော့ reinsure လုပ်ရင်ဘာတွေရလဲဆိုတော့ပထမဆုံးတော့ flexibility ဖြစ်တယ်တဲ့ကျွန်တော်တို့မှာအာမခံ risk အကြီးတွေဖြစ်လာပြီဆိုရင်ဟိုကိုကရကျင်တယ်ဒါမှမဟုတ်ရကျင်တယ်လက်ခံကျင်တယ်ကိုလက်ခံလို့မရတာတွေဖြစ်နိုင်အဲ့တော့ဘာအဲ့ဆိုရင် view တစ်ဆင့်ပြန်တာအဲ့တော့ဘာလုပ်လို့ရှိလဲအဲ့တော့အဲ့လိုမျိုးကြီးကြီးမားမား risk တွေဖြစ်လာပြီဆိုရင်ကိုကထားနိုင်လို့ risk ဟို re ထား re ကိုတဆင့်ထားနိုင်တယ်ထားဖို့လုပ်ကြတယ်ပေါ့နော်အခုမြမအမကန်ဆိုရင်လည်း तू က re ကိုကြတော့ तू ကသူကိုယ်တိုင်လက်မခံဘူး re ရွှားတဲ့ကိုထားတယ်အမခုနမဆော်လို့မေးလို့ဟိုဘာလဲဆိုတော့ तू က broker အနေနဲ့လုပ်လိုက်တယ်ကျွန်တော်သိရတဲ့လောက်ဆိုရင်အဲ့ဒီဟိုပေါ့ကင်နာဆယ်ကင်နာဆယ်အဲကင်နာဆယ်မဟုတ်ဘူးဟိုမြင်းညံ power plant ဆိုရင်ဟိုအကြီးပဲဒါပေမဲ့ဗမာပြည်ရဲ့ regulation ရနိုင်ငံခြားအရူကိုလည်းတိုက်ရိုက်ထားလို့မရတိုက်ရိုက်ထားလို့မရတဲ့အတွက် react နိုင်ငံခြားကုမ္ပဏီရောသူထားလိုက်မယ်နိုင်ငံခြားကုမ္ပဏီနဲ့သူကလုံးမြမအမကန်ပါလုပ်လဲဆို broker broker လုပ်တယ်ပေါ့နော်သူကပွဲစားလုပ်တယ်သူကချားနေပြီးတော့သူတို့ရတဲ့ commission သူတို့ပေးရတဲ့ premium နဲ့ရတဲ့ commission ကိုယူတယ်အဲ့ဒါဒီအာ reinsurer ရဲ့သဘောတရားပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့မြမအမကန်သူကနည်းနည်းလဲတယ်လဲတော့ပါလုပ်လဲဆိုတော့အဲ့ဒီထဲမှာ clause လေးတစ်ခုရှိတယ် claim cut to clause လို့ခေါ်တယ်သူက အမှတ်ကန်ထားတဲ့အဲဒီညဉ့်ညံ့ပါဝါပလန်ကလည်းသူကတကယ်လို့ရော်ကြီးတစ်ခုဖြစ်ခဲ့တယ်ဆိုရင် recombio ပဲထိုက်ရိုက်သွားသူနဲ့မဆိုင်အဲဒီကလော့ရဲ့သဘောကသူကဖြတ်ယုံနေဖြတ်တာသူနဲ့မဆိုင်ဘူး recombio ကမရော်ရင်လည်းသူနဲ့မဆိုင်ဘူးဟောမြမအမှတ်ကန်လည်းမဆိုင်ဘူးအဲ့လိုမျိုးပုံစံလုပ်တယ်ဒါပေမဲ့ commission တော့သူကယူအဲဒါကတော့ flexible ဖြစ်တယ်ပေါ့နော်နောက်တစ်ခုက expansion ပေါ့ expansion ဆို expansion ဆိုတာကိုကအမှတ်ကန်ကြီးကြီးမားမားလုပ်ချင်တယ်အာကျွန်တော်တို့အခုအခုချိန်ထားပါတော့ အာစာဝူးတွေလုပ်နေတယ်အစာဝူးတွေကိုအမကန်လက်ခံနေတယ်အဆက်ယုံကြီးတွေလက်ခံနေတယ်ဒါပေမဲ့အာဘယ်လိုပြောမလဲ highway ရထားလမ်းကြီးတွေလာမယ်မြေရောက်တန်တဲ့ကြီးလာမယ်မြေရောက်တန်တဲ့ project ကြီးလာမယ်အဲဒါမှမဟုတ်ရင်ကျွန်တော်တို့ဟိုဒရားတိဆောက်တဲ့စီမံကိန်းတွေလာမယ်ဒါမျိုးဆိုရင်ကိုလုံနိုင်လာဆိုကျွန်တော်တို့စီမံတိတဲ့အတိုင်းပဲဘယ်သူမှမလုံနိုင်ဘူးအလက်ရှိပုံမှန်ပြီးမှလည်းအလားလာရှိတယ်ဟိုကြောက်ပြုတ်မင်းရဲ့ဟိုရဲ့အာ highway highway တန်လန်ဘယ်လိုပြောမလဲယထာတန်လန်ပေါ့နော် high speed နဲ့သွားမယ်ယထာတန်လန်ရှိတယ်ဂုံထိပ်အဲကျွန်တော်တို့နာမည်ကြီးကွာကြောဂုံထိပ်တရာကိုပြင်ဟိုပြင်ပြီးတော့နောက်ထပ်အပြစ်ဆောင်မယ်တရာမျိုးရှိဒါမျိုးတွေဆိုကိုကမလုံနိုင်ဘူးအမခန်လက်ခံဖို့လည်းကိုကမဖြစ်နိုင်ဘူးဒါပေမဲ့ဒါကိုဒါမျိုးကိုလုံနိုင်မှုအတွက်ဆိုရင် recompany ကိုသွားလိုက်တဲ့အချိန်မှာ recompany ကခုနပြောတဲ့ recompany ရဲ့ anarity expert တွေရှိတယ်နောက် broker တွေရှိတယ်သူတို့ကဒါတွေကိုသူတို့ရဲ့ knowledge တွေနောက်ပြီးတော့ ဟော experience တွေကျွန်တော်တို့ဒီဘက်မှာလုပ်ပြီးတော့ပူပေါင်းပြီးလုပ်လိုက်တဲ့ခါကျရင်ကိုယ့်ရဲ့ business ကပို့ပြီးတော့ expand လုပ်နိုင်တယ်ဒီမှာဆိုရင်ဘာတွေဖြစ်လာလဲဆိုတော့အခုဆိုရင်ကျွန်တော်တို့ဟို AR ဆွန်ဖို့ဆိုရင်ဟိုနိုင်ငံခြား company နဲ့ join လိုက်တော့သူတို့ထဲမှာ VIP လုပ်တတ်တဲ့လူတွေရှိမြဲတခြား business တွေကိုသူများတဲ့လက်ခံလိုက်လက်ခံနိုင်တာရှိတယ်မြန်မြန်ဆန်ဆန်လက်ခံနိုင်တာရှိတယ်အဲနောက်ပြီးတော့အာမြန်မြန်ဆန်ဆန်လက်ခံနိုင်လို့ရှိရသူတို့မှာပို့ပြီးတော့တွေ့ကြုံရတာရှိတယ်အဲနောက်ဆုံးတစ်ခုကတော့ accumulation accumulation ဆိုတာကျွန်တော်တို့က မမပြည်မှာတိမ်မောင်းလေးတော့အတန်းမောင်းလေးတော့မယ်ကျွန်တော်တို့ဟိုဒီပိုဆစ်နေတာလေဒီပေါ်မှာမဒါတော့ working capital နဲ့ paid up capital နဲ့အမျိုးမျိုးခွဲထားတဲ့အကြမ်းမှာ तू ကအမောင်းနေများသွားရင် तू တို့မတတ်နိုင်ဒါပေမဲ့ re နဲ့ပေါင်းလိုက်တဲ့အချိန်မှာ तू က re ရအမောင်းတွေကိုတချို့အမောင်းတွေကိုယူသွားပြီဆိုရင် तू ရဲ့အမောင်းတွေအာအမကန်ထားအမကန်ရဲ့ဟိုပေါ့နော်အမကန်ကုမ္ပဏီရဲ့ financial capacity ကမြင့်လာတယ်အမောင်းကိုများလာတယ်ဒါကြောင့်ကျွန်တော်တို့က re ကိုဟို amount amount မြင်မြောက်လက်ခံလို့ရနိုင်တဲ့အတွက် re ကိုကျွန်တော်တို့လုပ်ဖို့လိုပါတယ်လို့ပြောအဲ့တော့ re ထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်တို့က re ထားတဲ့ထားရပေါ့သူလက်ရှိတိဆိုရင်အမကလုံနေတဲ့လူတွေတော်တော်မြင်မြောက် re ထားတဲ့ဆိုရင်တိတ်မသိကြဘူးတရုတ်ကုမ္ပဏီဆိုဘာပြောလဲဟာနိုင်ငံညာဟို re ကုမ္ပဏီအခုမဖြစ်သေးလို့ဒါမျိုးလေးတွေပြောတဲ့ဟာတွေရှိတယ်အဲ့တော့ဘာလဲဆိုတော့ re ရဲ့သဘောတရားကအဲ့ original policy ကိုတာ no right against every ကျွန်တော်တို့အမကန်ထားကျွန်တော်ကကျွန်တော်စက်ရုံကြီးကိုအမကန်ထားလိုက်တယ် ကျွန်တော်အမခံထားလိုက်တဲ့ကုမ္ပဏီကတစ်ဆင့်ဟိုပေါ့ reinsurance ထားတယ်ဒါပေမဲ့ကျွန်တော်နဲ့ re နဲ့ကလုံးဝတည့်ရမသက်ဆိုင်တည့်ရမသက်ဆိုင်တဲ့အတွက်သက်ဆိုင်လည်းမသက်ဆိုင်လို့တိလဲတိစီရမလို့ဘယ်လောက်ထားလိုက်တယ်ဘယ်လိုမျိုးပုံစံနဲ့ထားလိုက်တယ်ဆိုတဲ့ဟာတွေလည်းတိစီရမလို့ဒါလည်း reinsurance ရဲ့ဟို duty and responsibility လည်း process တယ်မှာဒါတွေပါတယ်တိစီရမလို့တိစီရမလို့တော့ re နဲ့ပတ်သက်ရင်တော်တော်များများပါရှိတယ်နောက်တစ်ခုကပါလဲဆိုတော့ if the reinsurer began insolvent ရီအင်ရှူရတဲ့ကုမ္ပဏီကဟိုဘယ်လိုပြောမလဲကျွန်တော်တို့ဒီဝါလီခံသွားရင် seeding ကုမ္ပဏီဆိုတာကျွန်တော်တို့ဒါကို policy ကိုလက်ခံထားတဲ့ကုမ္ပဏီကကျွန်တော်ကိုရောပေးရမယ့်တာဝန်ကဆက်ရှိနေတုံးပဲဖြစ်တယ်။ဒါပေမဲ့ reinsure တဲ့ကုမ္ပဏီကအာ reinsure တဲ့ကုမ္ပဏီဆိုတော့ကမ္ဘာပေါ်မှာနှစ်လဲကြာတယ်အမောင်းကလည်းအမောင်းကလည်းသူကနိုင်ငံတနိုင်ငံရဲ့ GDP လောက်မကောက်ဘူးသူတို့ဒီစီမှာဟိုပေါ့နော် ပမာဏတွေရှိတဲ့အတွက်တော့ရှားတော့ရှားတယ်ဒါပေမဲ့တကယ်လို့ဖြစ်ခဲ့တယ်ပေါ့နော်ဟို AIG downfall လို့မျိုးဖြစ်ခဲ့တယ်ဆိုရင် loss တွေတအများများတယ်ဆိုရင်တော့မှကိုကိုရဲ့အမကန်လက်ခံထားတဲ့ကုမ္ပဏီကလက်ခံထားတဲ့ကုမ္ပဏီကကိုကိုရဲ့ကျွန်တော် liability လို့ liability လို့ခေါ်တယ်ကျွန်တော်ရော်ပေးရမယ့်တာဝန်ရှိသေးတယ်ဆက်ရော်ပေးရမှာဖြစ်တယ်အဲတကယ်လို့ကျွန်တော်ကျွန်တော်အမကန်ထားလိုက်တဲ့ကုမ္ပဏီကဟို diwali ခံသွားမယ်ဆိုတဲ့ဆိုရင်လည်း ိုယ့်ရဲ့ policy ဟိုတာ reinsurer က reinsurance company ကနေပြီးတော့ထပ်ပြီးဟိုဒီကြားထဲမှာယူပေးဖို့တာဝန်ကဆက်ရှိအောင်မှာဖြစ်ပါတယ်ဒါပေမဲ့ဒါပေမဲ့ဘာရှိလဲဆိုတော့ reinsurer has no contractual contractual right against the any round doing of the original policy ဟိုတာ policy ဟိုတာလို့ခေါ်တယ်ကျွန်တော်တို့အမှတ်ကန်ထားတဲ့လူကဘာမှပဲလုပ်လို့ဘာကိစ္စမူရေဟာဇက် physical ဟာဇက်ဟိုဘောနော် fraud တွေပဲလုပ်လို့ဒါဒီ reinsurance နဲ့လုံးဝမသက် reinsurance company နဲ့လုံးဝမသက်ဆိုင်ပါဘူးဒီ policy ဟိုတာဒီ policy ဟိုတာဒီဟိုအမှတ်ကန် company နဲ့ပဲသက်ဆိုင်နေပါတော့ဆိုချင်တာကျွန်တော်က policy ဟိုတာအမှတ်ကန်ထားတဲ့လူဆိုရင်ကျွန်တော်က a a a insurance မှာထားမယ်ဆိုရင် contract due right က a နဲ့ကျွန်တော်နဲ့ပဲရှိတယ်အဲကျွန်တော်နဲ့ a ရတဆင့်ထားတယ် re insurance ပေါ့နော် sorry ဟို life re တို့ဘာတို့မှာတုံးကတာဝန်ရှိအဲကျွန်တော်နဲ့အဲ life နဲ့ကြာမှာဘာမှတာဝန်ရှိဘူးဆိုတော့သဘောကိုပြောချင်တာပေါ့နော်အဲ့ဒါလေးရှင်းလားမသိဘူးပြရီလေးကနည်းနည်းလေးသဘောတရားလေးကွာလေးဖြစ်လို့လေဟုတ်ရှင်းပါတယ်ရှင်းတော့ကျွန်တော်လည်းပြီးချင်တာပေါ့ ဟုတ်ဟုတ်ကိုကကိုကအာမခံကုမ္ပဏီပေါ့နော်တခြားဘက်ကိုကျွန်တော်တို့က reinsurance ထားလိုက်တယ်ဆိုရင်ကိုက broker ဖြစ်သွားမှာပေါ့အဘ ్రో ကမဖြစ်ဘူးဗျ ሪ ထားဖို့အတွက်ကိုဘ ్రో ကာကိုရှာသေးတယ်ဗျဘ ్రో ကာကိုကထားခြင်းနဲ့ဟိုပါဘောနော် အမကန်ကုမ္ပဏီဆိုတာကသူက amount တစ်ခုရဲမဟုတ်ဘူးဗျာဒါပါတော့အမကန်ကုမ္ပဏီကငွေအဒီတနစ်စာမိယာမကန်ဆိုရင်တနစ်စာမိယာမကန်သိန်း1000 2000ဒီထဲမကလည်းရနိုင်နေပေါ့ဒါပေမဲ့ तू က ሪ ထားခြင်းနဲ့ဆိုရင် तू ဓာတ်ရိုက်ဟိုဓာတ်ရိုက် ရီကုမ္ပဏီကိုဆက်သွယ်ပြီးတော့လုပ်တတ်တဲ့လူရှိရင်လည်းထားလို့ရတယ်။ဒါမှမဟုတ်ဘူးကိုကဘယ်လိုပုံစံနဲ့ထားရမလဲ။အဲထားပါတော့ဘယ်လောက်ထားမလဲဒီမသိဘူးဆိုရင်ကို risk တွေကဘယ်လိုရှိလဲမသိဘူးဆိုရင်ကျွန်တော်တို့က broker ရှာပါတယ်။ broker တဆင့်သွားတယ်။ဒါအပြင်နောက်တစ်ခုက underwrite လုပ်ပေးတဲ့ကို underwriting agent လို့ခေါ်တဲ့ကျွန်တော်တို့အဲ့ re တွေဘာတွေနဲ့ပတ်သက်ပြီးတော့ဟို underwrite လုပ်ပေးတဲ့ကုမ္ပဏီတွေရှိရပါတော့เนาะ right syndicate တို့ဘာတို့တွေရှိတယ်အဲ့ကုမ္ပဏီတွေနဲ့လည်းချိတ်ဆက်လို့ရပါတယ် ကျအဲ့ဆို underwriting တည်တဲ့လုပ်တဲ့ဟိုအဲ့လိုမျိုး professional လိုမျိုး company တည်တဲ့အဲ့လိုမျိုးရှိလားဗျာရှိပါတယ်ဗျရှိပါတယ်ဆိုတာက तू ကနည်းနည်းလေးအဲ့လိုဟိုဘောနော်ကျွန်တော်တို့ခေါ်တာတော့ဟို lab ဟိုကြီးမားပြီးတော့တော့ဟိုချုပ်ထွေးတဲ့ risk တွေဆိုရင်သူတို့ပဲ analyze လုပ်တာလည်းရှိတယ်ချုပ်လီမတက်ဘူးပေါ့ why and guess ဟိုကျွန်တော်တို့ဗျာကမ်းလွန်ရေးနံစီကြီးစောင့်မယ်တို့ဒါမျိုးဆိုရင်ကျွန်တော်တို့အမကန်ကုမ္ပဏီတွေမလုံနိုင်ဘူးဗမာပြားအမကန်ကုမ္ပဏီဆိုပို့ပို့ပြီးတော့မလုံနိုင်နေရပေါ့နော်အဲ့လိုမျိုးဟာပြည်တွေဆိုရင် तू ကအာ तू ကနေပြီးတော့ analyze လုပ်ပြီးတော့ video တက်ဆင်ထားတာမျိုးတွေလုပ်တဲ့ analyze ကုမ္ပဏီတသက်ရှိ analyze လုပ်တာအဲ့ agent တွေပေါ့နော်သူတို့ကတော့ agent လို့ခေါ်တာပေါ့ analyze agent လို့ခေါ်တယ်သူတို့တွေလုပ်တာတွေရှိပါတယ် ုတ်ကဲ့ဟုတ်အဲ့တော့ဒီမှာနည်းနည်းလေးဒီယူရီကိုထက်ထက်ဆက်လိုက်မယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ method method ပေါ့သူ့ရဲ့သုံးတဲ့ method မှာ re မှာ faculty နဲ့ treaty ဆိုပြီးရှိရယ် faculty ဆိုတာကျွန်တော်တို့စိတ်ကြိုက်စိတ်ကြိုက်အမှာကန် treaty ဆိုတာကတော့တစ်ဆင့်ကျွန်တော်တို့ဟိုမော် sorry စာချုပ်နဲ့သွားတယ်ပေါ့နော်စာချုပ်နဲ့သွားတယ်တော့ဒီနှစ်ခုကိုဘယ်လိုသုံးလဲဆိုတော့ဟုတ်ကဲ့နော်လေဒီထဲမှာ proportion နဲ့ proportion နဲ့ဆိုတာအချိုးကျလို့ခေါ်တယ် non proportion နဲ့ဆိုရင် အချိုးမကြဘူးပေါ့နော်သူအချိုးမကြဒီနှစ်ခုကဒီစားနောက်ပိုင်းမှာကျွန်တော်အသေးစိတ်လေးထပ်ပြီးရရှင်းပြဒီ 3D မှာလည်း proportion နဲ့ non proportion နဲ့ရှိတယ်ဒီအောက်မှာ coder ရှိ supply ရှိရှိ exact အဆိုကြီးဒါလေးတစ်ခုချင်းကျွန်တော်ထပ်ပြီးရရှင်း read သွားတဲ့ဟာပေါ့နော်ဘာလို့လို့လဲဆိုတော့ဟိုအမားတို့ကျတော့ဟိုကုမ္ပဏီတွေမှာသွားတဲ့ခါကျရင်ဒီ technique တွေသိရမယ်ပေါ့နော်ဒါပေမဲ့အပြင်မှာတော့ကျွန်တော်တို့ပုံမှန် agent လုပ်မယ်ဟိုအမကန်ကုမ္ပဏီမှာလုပ်မယ်ဆိုရင်တော့ဒီ re department ကိုမရောက်သေးရင်တိတ်ဒါတွေကတိတ်ဟို လုံးစရာတော့မလိုဘူးပေါ့နော်ဒါကုမ္ပဏီရဲ့အကြီးတန်းအရာရှိတွေနဲ့ဆိုင်တယ်ဒါပေမဲ့ဟို knowledge ရရော software နဲ့ develop လုပ်ရမယ့်ဟာတွေမှာလိုလိုပါတယ်ဒါမျိုးလေးရတော့သူတို့သုံးရမယ့် process လေးတွေပေါ့နော်အဲ့တော့ faculty တွေ faculty တွေဆိုတာစိတ်ကြိုက်အာမခံလို့ပြောတယ်သူကစိတ်ကြိုက်ဆိုတဲ့အတွက်ကိုကအာမခံထားခြင်းကိုကလည်းကိုစိတ်ကြိုက်တောင်းဆိုဟိုဘက်ကလည်းသူတို့ဘက်ကလည်းသူတို့စိတ်ကြိုက်လို့သူတို့စိတ်ကြိုက်ကာပါပေးမယ်ပေါ့နော်အဲ့တော့ free to decide ကြိုက်တယ်လို့လုပ်လို့ရတယ်ဒါပေမဲ့ तू ကဘလို့မျိုးဟာတွေလုပ်လဲဆိုရင် lab risk လုံးဝကြီးတယ်။နောက် extra head hazard ဆိုတာတော့အနေရအရန်များတယ်ပေါ့နော်။အဲကျွန်တော်ခုနပြောလို့ wire and gas လိုဟာမျိုးတွေပေါ့နော်။အာနောက်ပြီးတော့ဟို gas pipeline တွေပေါ့နော်။ဒါမျိုးတွေဆိုရင်အနေများတဲ့ဟာဆိုရင်တို့က packet တိတိနဲ့သွားကြတာရှိတယ်။ဒါပေမဲ့သူ့ရအာနေချက်ကပါလဲဆို very time consuming and has expensive administrative ပေါ့နော်။ကျွန်တော်တို့ဟိုစီမံခန့်ခွဲတဲ့ဈေးတွေကြေကုန်ကြပို့ပြီးတော့ကုန်နေအချိန်ရလဲကုန်တယ်။အမကန်ကတော့များသောအပြစ်တော့ကျွန်တော်တို့က ဟိုဂျင်ရယ်အမကန်ဂျင်ရယ်ဆိုကျွန်တော်တို့တနည်းပဲတတ်မှတ်တာပေါ့နော်တနည်းပဲတတ်မှတ်တဲ့အချိန်မှာအာဒီဒီ policy လေးတစ်စောင်ကို agree ဖြစ်ဖို့6လလောက်6လလောက်အလုံးလုံးမရရင်တော့ကျွန်တော်တို့ဘယ်လိုမှအဆင်မပြေဘူးအဲ့ဒါမလို့ faculty တိလည်းအာ faculty ကတော့နည်းနည်းနည်းကြတယ်နောက်ပိုင်းမှာဒီဘက်ကဟို treaty တွေကသွားကြတာကြီးများတယ်ပေါ့နော်အဲ့တော့ treaty treaty မှာ proportional နဲ့ non proportional ရှိတယ် proportional ဆိုတာတော့ကျွန်တော်တို့အချိုးကြအာကျွန်တော်တို့ကဘယ်လောက်ယူအဲ့ပေါ့နော် amount ဘယ်လောက်ယူထားမယ်အာ ကိုကကိုကတရားဝူးယူဝီရှုရလဲတရားဝူးယူရမယ်ဒီလိုမျိုးအချိုးသူ percentage ကို percentage ပေါ့နော်အချိုးကြလို့ရတယ် net proportion နဲ့ကြတာမဟုတ်ဘူးကိုကကိုကြိုက်တဲ့အမောင်းယူထားမယ် company တွေကိုတခုချင်းကျွန်တော်တို့ဘလောက်ပေါ့နော်ဘလောက်ရှင်မယ်ကိုကဘလောက်ယူထားမယ်ပြီးရင်သူတို့ company တွေကိုတခုချင်းသူတို့အာသူတို့အဲ reinsurance company တွေကိုဘလောက်ယူပါဘလောက်လုပ်ပါဆိုပြီး reinsurance company နဲ့ကျွန်တော်တို့တွားကြတာရှိတယ် ဲ့တော့ proportion တွေက proportion တွေကဘာပေါ်စဉ်းစားလဲဆိုကျွန်တော်တို့အမကန်ထားမှုပေါ်စဉ်းစား proportion တွေလို့ထားမယ်ဆိုရင်ငါမှာအမကန်ထားမှုဘယ်လောက်ရှိတယ်ဒီတစ်နှစ်မှာပေါ့နော် treaty ဒီကျွန်တော်တို့တစ်နှစ်စာချုပ်ချုပ်တယ်ထားပါတော့ငါအမကန်ထားမှုကဒီနှစ်မှာဘီလီယံဘယ်လောက်ရှိတယ်10ဘီလီယံရှိတယ်ဒါဆိုရင်အမကန်ထားမှုကိုငါကဟို re insurance ကိုဟိုဘယ်လောက်ဟိုဘယ်လောက်အချိုးနဲ့ကျွန်တော်တို့ရွှေ့ဟိုလုံမယ်လဲပေါ့နော်လုံမလဲ ဟိုဘယ်လိုပြောမလဲထုတ်မလဲပေါ့ထုတ်ထုတ်ကြတာမျိုးဆိုရင် SI ဘောကစဉ်းစားတယ် non proportion နဲ့ကြာအဲ့လိုမဟုတ်ဘူးငါကတော့အဲ तू က loss ဘောကစဉ်းစားတယ်ငါကတော့ဒီ risk တွေလက်ခံထားတယ်ဥပမာကျွန်တော်တို့ငါတို့ကအာထားပါတော့အဆောက်အဦကိုလက်ခံထားတယ်ဥပမာ contract အဆောက်အဦတွေလက်ခံထားတယ်အဆောက်အဦ project တွေလက်ခံထားတယ်ဒီဘောကနေ loss block ဖြစ်နိုင်တယ် loss block ဖြစ်နိုင်တယ်ဆိုရင်ငါငါရဲ့ရော်ကြီးကတိတ်တထောင်ဆိုငါတတ်နိုင်တိတ်နှစ်ထောင်ဆိုလည်းငါတတ်နိုင်ဒါမဲ့ သိန်းတစ်သောင်းလောက်ဆိုရင်ငါမယောချင်ဟောယောဖို့မတတ်နိုင်ဘူးဒါဆိုရင်ဒီ loss ပေါ်မှာဘယ်လို share ပြီးတော့ကျွန်တော်တို့ယူမလဲဆိုပြီးတော့ loss ပေါ်မှာ non proportion နေရာနေပြီးတော့စဉ်းစားအဲ့တော့ proportion နေမှာ surplus ဆိုတာ surplus နဲ့အာ surplus surplus ဆိုတာရှိတယ်နောက်ပြီးတော့ quota share ဆိုရှိရယ် surplus ကတော့ကျွန်တော်တို့ရတဲ့အာကိုကိုအချိုးပေါ်မှာဟိုဘလောက်ဘလောက်ပို့သွားလဲဆိုတာကိုကျွန်တော်တို့ supply နဲ့စဉ်းစားတယ်။ quota share ကတော့ main မင်း60ရင်ကကိုတာရှရာဆိုတဲ့အတွက်သူကမင်း60ဆိုရင်က40မင်းမင်းက80ဆိုငါ30ပေါ့နော်ဒီလိုပုံစံနဲ့ကျွန်တော်တို့အမကန် reinsurance company နဲ့အညိနိုင်ပြီးတော့လောက်ကြလေးရှိတယ်ဒါဆိုရင်ဒီမှာ supply share ပေါ့အဲဒါတော့ကိုတာရှရာကိုရှင်းပြလိုက်ရှင်းတယ်ဒါဆိုရင်ငါ premium ကြီးသိန်း1000ရပါပေါ့နော်တို့10 million ရတယ်အဲဆိုမင်း reinsurance ကို40အာ40%ထုတ်မယ်ဆိုရင်ရှင်းတယ်ကျွန်တော်တို့ဟို 10 billion ရရတယ်ဆို4 billion ကို reinsure တဲ့ကိုကျွန်တော်တို့ premium ကြီးပေးရမှာပေါ့6 billion ကိုယူရမှာဒါကကိုတာရှိရယ် supplier ကြတော့မဟုတ်ဘူး net retention နဲ့ net retention ဆိုတော့ကျွန်တော်က premium ကြီး10 billion ရရတယ်ဆိုရင်မဟုတ်ဘူးငါကတော့10 billion ကို5 billion တော့ငါယူထားခြင်းတယ်ဒါမှမဟုတ်ရင်အဲဟို7 billion တော့ယူထားခြင်းတယ်ဒါမျိုးပုံစံနဲ့သူက net retention တစ်ခုယူလို့ရတယ်များသောအားဖြင့်တော့ဟို ညာတော့ပြင်တော့ကုမ္ပဏီတွေတအားရှုပ်ထွေးပြီးတော့ကြီးတဲ့ rate တွေဆိုရင်တော့သူကတော့ဟို10ဘီလီယံလောက်ရှိတယ်ဆိုရင်တော့မှသူ 2B 2B လောက်ပဲယူတာမျိုးတွေရှိတယ်အဲ့ဒီပုံမှာသူက supply line ဆိုပြီးတော့ first line second line third line ဆိုပြီးတော့ supply line နေနဲ့ထွက်တယ်ဒီမှာကျွန်တော်နမူနာလေးထပ်ပြီးတော့ပြပြအဲ့တော့ဒီမှာဒါတော့တော့ဒါတသန်းပေါ့နော်တသန်းဆိုရင်သူကတသန်းကိုဟို grow retention ကို grow retention နဲ့ပေါ့နော်တသန်းယူထားတယ် အဲ့ retention ကိုသူကတန်တန်းယူမှာဆိုရင် supply လို့ supply ဖြစ်သွား low supply ဖြစ်သွားရဲ့ဆိုသူက supply ဟို reinsure နဲ့ထုတ်တာတိတ်မရှိဘူးဒါပေမဲ့သူ့ amount ကသူ့ amount က premium ပါပေါ့နော် premium ကြီးအာ premium ကကျွန်တော်တို့2000နှစ်သိန်းခွဲဖြစ်သွားတယ်နှစ်သိန်းခွဲဖြစ်သွားရဲ့ဆိုကိုက10%ပဲယူထားရင် supply က first line မှာဆိုဘယ်လောက်ထုတ်လဲဆိုတော့1000ခွဲထုတ်သွားတယ်အချိုးချလိုက်မယ်ဆိုရင် အချိုးချလိုက်မယ်ဆိုရင်ရောကိုကလေကိုက40ကိုရမယ်သူက60ကိုရသူက60ကိုရတကယ်လို့ယောကြီးဖြစ်လာတယ်ပေါ့နော်ဒီမှာဆိုရင်တော့အဲ့လိုလို့တကယ်လို့ယောကြီးဖြစ်လာတယ်ဆိုဒီဟာကိုစဉ်းစားရင်ကျွန်တော်တို့သိမ့်တယ်အာသိမ့်ဆယ်သိမ့်ထိကိုပဲဆိုရင်ကိုကယောဒါပေမဲ့15သိမ့်ဖြစ်သွားပြီဆိုရင်အဲ sorry ဆယ်သိမ့်ဆိုရင်လာမဟုတ်ဘူးဆယ်သိမ့်ထိဆိုရင်တော့ဒီထိမှာကိုကယောရတယ်တကယ်လို့ပရီမီယံကြီးဒီမှာ sublet line မှာဖြစ်သွားပြီဆိုရင် loss bidder 15သိမ့်ဖြစ် 15သိန်းဖြစ်သွားပြီဆိုရင်ကိုက40%ရောသူက60%ရောအဲ့လိုမျိုးပုံစံနဲ့သွား sub reinsure ထဲမှာထူးခြားတာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ amount ဒီ amount ဒီထားပါတော့ဒီမှာဆိုရင်360ပေါ့နော်360ဖြစ်သွားတဲ့ amount ကြီး sub first line sub block ကိုယူတဲ့ကုမ္ပဏီကတခုရှိတယ် second line sub block ကိုယူတဲ့ third line sub block ဟိုပါပေါ့နော် ီဘက်မှာ sorry ဒါဆိုရင်တော့ second line ကိုယူရဲလို့ရှိတယ် third line ကိုယူရဲလို့ရှိတယ် fourth line ကိုယူရဲယူတဲ့ company နဲ့တစ်ခုနဲ့တစ်ခုနဲ့ကသူကမတူမတူတဲ့အတွက်ဒီကဒီလိုပုံစံလေးနဲ့သွားအတရားတော့ကျွန်တော်ပြောတော့ risk တွေတရားတော့တဲ့အာနောက်တစ်ခုကပါလဲဆိုဟို sorry ဲ့ဒီလိုကသူတို့ကဘယ်လိုလုပ်လို့ရှိလဲဆိုတော့ reinsurance ထုတ်တဲ့ခါမှာကိုကသိကိုကတနစ်စာကို premium ကြီးသိအဲဒါပါတော့10 billion လောက်ရတယ်ရတယ်ဆိုရင်ရတယ်ဆိုရင်တော့မှ DR re retreat တဲ့ဆိုရင်10 billion မှာငါကထားပါတော့အော်10 billion မှာ7 billion ကိုငါဟို growth retention လုပ်မယ် growth retention လုပ်မယ်ဆိုရင် first line supplement မှာဘယ်လောက်ထုတ်မယ်ဆိုဒီကုမ္ပဏီက first line မှာယူတဲ့ကုမ္ပဏီတခုရှိမယ် second line မှာကုမ္ပဏီတခုရှိမယ်ဒါပြီး အာ first line second line နဲ့ပြီးသွားပြီအာဒီဟို first line second line ပြီးရင်နောက်ထပ်တချို့တွေလက်မခံတော့ဘူးဆိုရင် तू ကသူရတဲ့ premium ကြီးဒါမှမဟုတ်သူ့ရဲ့ risk ကြီး facility ကိုပြန်သွားတယ်အဲ့ကိုယူထားတဲ့ redemption ခုနကပြောခုနကပြောတယ်လို့ကိုယူထားတဲ့ redemption 900မှာအာ 7b မှာဆိုရင်ကိုတာရှယ်ယာနဲ့ကငါဘယ်လောက်ပြန်ထုတ်လို့ရတယ် 7b ကိုကိုတာရှယ်ယာနဲ့အာ50%ပြန်ထုတ်ရင်လည်းကိုတာရှယ်ယာနဲ့တစ်ခါပြန်ထုတ်လို့ရတယ်ဒါမှမဟုတ်ရင်အဲ့ဆိုကိုတာရှယ်ယာနဲ့ 7 BO ရ50%အမြန်ထုတ်မယ်ဆိုကိုက net retention က net retention ကနေပြီးတော့ဘယ်လောက်ရမလဲဆိုတော့ net retention ကဘယ်လောက်ရသွားမလဲဆိုတော့ကျွန်တော်တို့5 billion ဖြစ်ဟို355 billion ဖြစ်သွားမယ်ဒီလိုပုံစံလေးနဲ့ထွား reinsurance ကအရင်လဲပညာပါတယ်လို့ဒီလိုမျိုးကိုကတွန့်လိုက်လို့တခုခုဟိုမှားသွားရင်တစ်ခါတလေကျတော့ရောကြီးမှာကိုက premium ကြီးကိုများများရပြီးတော့ရောကြီးမှာနည်းနည်းလေးယူသွားတာပါသွားတာမျိုးဖြစ်နိုင်လို့တစ်ခါတလေကျတော့ ကိုကပရီမီယံကြီးကိုနည်းနည်းပဲရပြီးတော့ကြိုကြီးမှများများတာဝန်ယူရတာမျိုးတွေလည်းဖြစ်နိုင်တယ်အဲ့တော့ proportion เนี่ยဟိုကအချိုးနဲ့ကြဟိုအချိုးနဲ့ကြတယ်ပေါ့နော်မင်းဘလောက်အချိုးဒီရ first line supplement မှာဘလောက်မင်းဒီရာဂိုင်းတို့အချိုးတွေကုတာဆိုနဲ့ကုတာဆီယာမှာဘလောက်ဆိုတဲ့အချိုးတွေနဲ့သွားတယ်ဒါပေမဲ့နောက်တစ်ခုကပါလဲဆို non proportion เนี่ยကြသူကအချိုးမဟုတ်တော့ excess or loss ဆို xoe ဆိုတာ तू က loss ဖြစ်တဲ့ပုံမှာမူတည်ပြီးတော့တစ်ခါပြန်စဉ်းစားတယ် အဲ loss ဖြစ်တဲ့ amount တွေကျော်ကျော်သွားရင်ငါ loss ကိုထားပါတော့ဒီခုနကကျတော့ premium JSI မှာစဉ်းစားရတယ်။ဒီကကျတော့ amount loss ဖြစ်တော့ loss ပေါ်မှာစဉ်းစားရတယ်။ကိုကယူထားတဲ့ premium ကြီးကျွန်တော်တို့အမကန်ထားအကုန်ကြီးကယူလိုက်တယ်။ယူလိုက်တဲ့ premium ကြီးကအာထားပါတော့တန်ခုနကပဲပြောသလို10ပြီရတယ်ဒါပေမဲ့အဲ့10ပြီတည်းက loss ကဘယ်လောက်ဖြစ်မလဲငါကတော့10ပြီ premium 10ပြီရတဲ့ထဲမှာငါ5ပြီလောက်ထိကျော်နိုင်တယ်အဲ့5ပြီတည်းကျော်တာဆိုရင်ဘယ်သူရောအာ အာ 5B တဲ့ကြော်လာဆိုရင်ဘယ်ကုန်ဟို reinsurance ထုတ်မယ်ပုံမီရဘယ်လိုယောမလဲပေါ့အဲ့လိုမျိုးပုံစံနဲ့သူကဟော loss ratio ဆိုပြီးတော့ exposure ဆိုပြီးတော့ထည့်တယ်အများဆုံးအမြင်တော့အများဆုံးတော့ဒီ exposure treaty ကြီးတော်တော်များများသုံးရလို့တော်တော်များများလည်းအလုပ်လုပ်နေကြတယ်နောက်တစ်ခုက stop loss amount တစ်ခုကိုကုမ္ပဏီက amount တစ်ခုကိုဘယ်လောက်မှဆိုရက်မယ်ဆိုတဲ့သဘောပါဒါကတော့တိတ်တိတ်တော့မသုံးတိတ်တော့မသုံးဘူးဒါပေမဲ့ကုမ္ပဏီရမျိုးဘယ်လိုမျိုးသုံးရလဲဆိုတော့ stop loss ကတော့ကျွန်တော်တို့ re ကုမ္ပဏီဒီဘက်ကနေသုံးရတာ ငါကတော့90%ကျော်ရင်ငါမလျော်တော့ဘူးဒါမှမဟုတ်ရင်12%အာ130%ဆိုရင်လည်းငါမဟိုငါအဲ့လောက်ထိတော့ယူပေးမယ်ဒီတက်ကျော်သွားမလျော်ဘူးဆိုရင်တော့သူက stop loss နဲ့တုံးလေးရှိတယ်အဲ့တော့အဲ့ဆိုရဲ treaty ဆိုရင်ဒီမှာ तू က၄ရ तू ကဘယ်ပြီးသွားလဲဆိုတော့ဘယ်လိုပုံစံလေးနဲ့သွားလဲပေါ့နော် तू ကဘာလဲဆိုတော့ပုတ်ပြီးတဲ့ပရီမီယံကြီးကတော့ရသွားပြီပရီမီယံကြီးရသွားပြီဆိုရင်ကိုက retention ဘယ်လောက်ယူမှာလဲ2.5ဒီမှာတော့2.5ပေါ့နော် နသိန်းခွဲ2.5မီလီယံပေါ့2.5မီလီယံယောမယ်ဆိုရင်ယူမယ်ဆိုရင်ကိုကအာကိုက2.5 2.5ဆိုရင်ကျွန်တော်တို့ဟိုဟာကိုကယူရမယ်ဟုတ်ပြီ layer 1မှာ layer 1မှာဘယ်လောက်ယူမလဲဆိုတော့2.5 layer 1ကဘယ်လောက်လဲဆိုတော့သူကအဲ layer 1က2.5ရဲ့အာ5ရဲ့5အာ 2.5ရဲ့5ပေါ့နော် layer 1မှာဘယ်လောက်လဲရောကြီးဖြစ်လာမယ်ဆိုဒီ layer 1 amount နေ2.5နဲ့5နဲ့ပေါင်းတော့အဲ7.5ပေါ့7.5 million ဖြစ်မယ်ဆိုရင်7.5 million အဖြစ်မယ်ဆိုရင်ဒီရောကြီးဒီအဲ့ဆိုရဲ့ HD ရထုတ်ထားတယ်ဆို layer 1ကို premium ကြီးယူထားတဲ့ green insurance ကုမ္ပဏီကရောအဲဒါမှမဟုတ်ဘူး7.5မဟုတ်တော့ဘူးထားပါတော့ကျွန်တော်တို့ကဒါမှဆိုရင်တော့ အာ15ပေါ့နော်15ဖြစ်သွားမယ်15မီလီယံဖြစ်သွားမယ်ဆိုရင်လေယာဉ်တူးမှယော်ထားတဲ့ကုန်နီယာအမကန်ယော်ကြီးယော်ရမယ်နောက်ပြီးတော့လေယာလေယာဉ်တူးမှတော့30 30ပေါ့နော်30 30မီလီယံယူထားတဲ့ကုန်နီယာ30မီလီယံယော်ထားယူထားတဲ့ကုန်နီယာဒီ loss ဖြစ်လို့30မီလီယံဟိုအားချားမှရှိတယ်ဆိုရင်တူကဘယ်လောက်လဲဆိုတော့30မီလီယံနေပြီးတော့ဒီကောင်ကဘယ်လောက် 15အနေတတိကြမှာဆိုရင်3 4 3 4ရာသီမှာယူထားတဲ့ကုမ္ပဏီကယော်ရမယ်အဒီကကြတော့7.5ကနေ15ကြားဆိုရင်4ရာ2မှာယူထားတဲ့ကုမ္ပဏီကယော်ရမယ် and 5ကနေ7ဒီဆိုရင်2.5ကနေ 5D ဆိုရင်အမွေးအမကန်ကုမ္ပဏီကရောရမှာဖြစ်ပါတယ် ဲ့တော့ဒီထဲမှာနောက်တစ်ခုရှိတာ reinstatement ပေါ့နော် reinstatement ဆိုတာကျွန်တော်တို့က loss တွေဖြစ်သွားပြီဆိုရင်ဒီအမကန်ကိုကသိန်း1000သိန်း1000နဲ့ထားလိုက်တယ်သိန်းအာသိန်း2000မျိုးကြီးယူသွားပြီဆိုရင်ကိုရအမကန်ထားမှုကသိန်း8000ပဲကျန်လိုက်တယ်သိန်း8000ကျန်လိုက်တဲ့အတွက်သိန်း8000ကျန်မဲ့ဆိုရင်ကိုသူ့ရဲ့သိန်း1000ပြန်ပေးဖို့အတွက် reinstate reinstatement လုပ်ရတယ်ဆိုပြီးတော့ premium ကြီးပြန်ပေးရတယ်အဲ့တော့ reinstatement 341 layer တဲ့341 layer ဆိုတော့ ။ तू อ่ะလေယာဝမ်းမှာကြုံတဲ့ကုမ္ပဏီက reinstatement 3ချိန်လုပ်လို့ရပထမတစ်ချိန် loss ဖြစ်တယ်ယောလိုက်မယ်ဒုတိယတစ်ချိန် loss ဖြစ်တယ်ယောလိုက်မယ်အတတိယတစ်ချိန် loss ဖြစ်တယ်ယောလိုက်မယ်ဒါမျိုး stock တစ်ချိန် loss ဖြစ်တယ်ဆိုရင်ယောကြီးလည်းမပြီးတော့ဘူးညင်းလိုက်တာဟိုယောကြီးလည်းတာဝန်ယူတော့ဘူးပေါ့နော်ပြီးသွားပြီဆိုတဲ့သဘောမျိုးသူကလောက်တာ policy ဖြတ်သိမ်းလိုက်ပြီဆိုပြီးတော့အဲ့ဒါမျိုးရှိဒါဒီလိုပဲ layer 2မှာ အလေယာဒူးမှာဆိုရင် तू ကတော့နှစ်ကြိမ်ပဲယောမယ်။လေယာသရီးဆိုရင် तू ကတစ်ကြိမ်ပဲယောမယ်။အမောင်းအမောင်းတွေကများများလာတဲ့အချိန်မှာသူတို့ယူထားတဲ့တာဝန်နဲ့သူတို့ခွဲတဲ့ဥစ္စာတွေသူတို့ခွဲတဲ့အမောင်းတွေပြပြတာပေါ့နော်။သူတို့ခွဲတဲ့အမောင်းအမောင်းတွေခွဲပြီးတော့အာသူတို့ယူကဘယ်လိုပြောမလဲဆိုတော့သူတို့ခွဲတဲ့အာသူတို့ယူရတဲ့အမောင်းပေါ်မူတည်ပြီးတော့အချိန်ကြီးတွေလည်းခွဲသွားတယ်။ဒါသည်ကျွန်တော်တို့ရင်းရွှားတဲ့ထုတ်တဲ့သဘောပေါ့နော်။အဲ့ဒါကို အမကန်ကုမ္ပဏီတွေကလုံရတယ်အမကန်ကုမ္ပဏီတွေကသူတို့မလုံတက်တဲ့လုံတက်တဲ့လူမရှိရင်ဘရိုကာတွေဘရိုကာတွေကိုလည်းခိုင်းရတယ်ဘရိုကာတွေကနေပြီးတော့ re တွေရှာရတယ် re issue ရတယ်လို့ပြောရင်အမကန်ကုမ္ပဏီမှာတစ်ခုတည်းထားတယ်လို့ re ကုမ္ပဏီတစ်ခုတည်းမှမထားကြပါဘူးကုမ္ပဏီ re ကုမ္ပဏီတွေကဘာလုပ်လို့လဲဆိုသူတို့တွေကလည်းဒီ risk တွေကို like ကြည့်ပြီးတော့ like ကြည့်ပြီးတော့ငါက issue ရဲ့ TD ရဒီအမကန်ကုမ္ပဏီရဲ့အာလေယာ1တာဝန်ယူရလေယာ2တာဝန်ယူရ ဒါမှမဟုတ်ရင်ဟို proportional ရငါဒီ20%အဲ20%ဒါမျိုးယူလဲဆိုတာဟိုသူတို့ကယူလေးရှိပါတယ်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ pleasing လို့ခေါ်တာပေါ့နော် pleasing ဘယ်လောက်ရလဲပေါ့ pleasing pleasing ဘယ်လောက်ရလဲကိုက10 billion amount လောက်ရှိတယ်ကိုကိုတိုင်း net retention ကို5 billion ပေါ့နော်5 billion ထိန်းထားတယ်ဒါဆိုကျန်တာကိုဟိုကျန်တာကိုကျွန်တော်တို့ retouch ချင်တယ်အဲ့ဆိုရင်ကိုထုတ်တဲ့ရီတွေက10%ကိုယူသွားပြီဆိုဟာ play အဘေကုမီယာပလေးစင်တဲမှာဆက်ပေါ့။မမြူနီရီယာပလေးစင်တဲမှာဆက်။အဲဒါမှမဟုတ်ဆွေရီယာပလေးစင်တွဲတွဲပါဆက်။ဒီလိုပုံစံနဲ့သွားပြီးတော့ reinsurance ကိုထုတ်လို့ရှိတယ်။အဲ့တော့ဒီနေရာမှာအရေးကြီးဆုံးကတော့ broker နဲ့ဒီ underwriter ကတော်တော်လေးအရေးကြီးပါတယ်။ underwriter ကဒါမျိုးဟိုတွက်တက်တယ်။အဲ reinsurance ကျွန်တော်တို့ဟိုတင်တာပေါ့နော်။ reinsurance တင်တာရေးတယ်လို့ခေါ်တာပေါ့နော်။အဲ့ဒါမျိုးတွေလုတ်တက်တဲ့လူတွေကမှာလုတ်တက်မှသာဒီဟာကိုကျွန်တော်တို့ လုံနိုင်မှာဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံမှားသွားပြီဆိုရင်ကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲကိုကအာကိုကပေါ့နော်ဒီကိုကဒီ risk ကို ကြီးလိုက်တယ်ကိုကအတွေ့အကြုံမှားသွားပြီဆိုကိုကပြင်ပြန်ကြီးနည်းနည်းပဲရပြီခဏခဏကိုကိုကြော်ရတာဖြစ်တယ်ဓမ္မနမူနာအဖြစ်ပြောရမယ်ဆိုရင်ဟို risk တွေကိုကိုကကြီးလိုက်တယ်ပေါ့ဟာဒီ loss တွေကဘယ်လောက်ထိတော့ဖြစ်နိုင်လဲဒီဟာဟာကိုရှေ့ရပြန်ချင်း maximum possible လောက်ကတော့ဘယ်လောက်ဖြစ်နိုင်လဲအာကိုကတော့1000အာ 2.5ပေါ့နော်နှစ်သိန်းခွဲပဲယူလိုက်တယ်ဒါပေမဲ့အဲ့နှစ်သိန်းခွဲအောက်မှာပဲခဏခဏဖြစ်နေကိုပဲယော်ရလိမ့်မယ်အမဟုတ်ဘူးအဲ့ဒါဆိုရင်တော့ကိုပဲယော်ရရင်ကိုကပရီမီယံကြီးကဂျန်တဲ့လူကိုကြတော့ခွဲပေးနေရတယ်ဟိုပေါ့နော်ပရီမီယံကြီးကိုတော့ခွဲပေးနေရတယ်ဒါပေမဲ့ဂျန်သားကြတော့ကိုပဲယော်နေရတယ်ဆိုတာဒါလုံးဝအဆင်မပြေဘူးအဲ့ကိုရဲ့ကျွမ်းကျင်မှုဖြစ်သွားပြီဒါမှမဟုတ်ကိုကတော့2.5ပဲမြည်ပဲနဲ့5လောက်တောင်ယူလိုက်တယ်အာဒါဆိုရင်ကိုကပရီမီယံကြီးပို့ရမယ်အာ5အောက်မှာပဲဖြစ်တယ်ဆိုကိုယော်ရယော်ရတဲ့ခါလေးရှိရှိမှာပေါ့နော်မဟုတ်ဘူး အာဒီ loss တရားတစ်ခါဖြစ်ရင်တော့အော် file လောက်ဖြစ်နိုင်တယ်အာငါးသိန်းလောက်ဖြစ်နိုင်တယ်ပေါ့နော် file လောက်ဖြစ်နိုင်တယ်ဆိုရင်ကိုကကိုဟာကို short ထားရင်အဲ့ file ထဲမှာဖြစ်ရင် file တမခဏခဏယောရလိမ့်မယ်ဒီလိုပုံစံလေးတွေဖြစ်သွားတယ်အဲ့တော့ရှင်းဆက်မသွားခင် re နဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးစရာလေးမြတ်မေးစရာမြတ်ရှိလားမရှင်းတာရှင်းမေးလို့ရပါ